မင်္ဂလာပါ Story War ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Story War Channel ကိုစောင့်ကြည့်နေတဲ့ပရိသတ်တွေအတွက်အကျင့်တီလာလို့ခေါ်တဲ့ပုံမြင်လေးတစ်ပုဒ်ကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်နားတော်တာဆင်ပေးပါအောင်နော်ရှေးအခါကတခိုးကြီးတယောက်ရှိတယ်တဲ့ တညရောက်တဲ့အခါမှာတခູ້ကြည့်ရဆိုရင် အစွမ်းအစအမျိုးမျိုးနဲ့နန်းတော်ရင်းကိုဝင်ရောက်ပြီးဘရင်ရဏာတွေကိုကူးယူဖို့ကြိုးစားနေတော့တယ်။ဒါပေမဲ့တခູ້ကြည့်ရဆိုရင်လမ်းကြောင်းမှာပြီးအခန်းတစ်ခန်းလေးကိုဝင်ရောက်သွားနေတော့တာပေါ့။တခູ້ကြည့်ဝင်ရောက်သွားတဲ့အခန်းကဘရင်သမီးတော်ရဲ့အခန်းဖြစ်နေတယ်တဲ့။ ဒီလိုနဲ့ဘရင်သမီးတော်ဟာလဲတလုံးပေါ်မှာအလုံးမှနှိမ့်ချိတ်စွာအိပ်ပျော်နေတာကိုတခိုးကြီးကမြင်သွားတော့တာပေါ့အလိုအပါပါမင်းသမီးလေးအိပ်ပျော်နေလိုက်တာချစ်စရာလေးပါလားဒီလိုလှပတဲ့မင်းသမီးလေးနဲ့သာငါရလို့ကတော့ငါဘရင်ဖြစ်လေရောဆိုပြီးအမ်မင်းသမီးလေးရဲ့အလှကိုတိတိကျကျကြည်အောင်မယ်လို့ဆိုက အနားကိုကတ်သွားလိုက်တာပေါ့ အဲ့ဒီအခါမှာမင်းသမီးလေးဟာဘယ်ညာလူလိုက်တဲ့အခါမှာတခိုးကြီးလဲလန့်သွားတော့တာပေါ့ဒီလိုနဲ့မဖြစ်သေးပါဘူးမင်းသမီးလေးသာနိုးခဲ့ရင်ငါခိုးရမယ့်အစီအစဉ်တွေပြက်ကုန်တော့မှာပဲလို့ဆိုကတခိုးကြီးကတစ်ဖက်အခန်းကိုကူးသွားလေတော့တာပေါ့တခိုးကြီးလဲအခန်းကိုရောက်တဲ့အခါမှာစကားပြောတဲ့နေကိုကြားလိုက်ရတော့တာပေါ့ဒီလိုနဲ့အထိတ်တလန့်ဖြစ်ပြီး อืมဘသူတွေပါလဲလို့ဆိုကတကူးကြီးမှာရှေ့ဆက်မသွားတော့ဘဲနန်းတို့တိုင်လုံးကိုအကာအကွယ်ပြုရင်းနဲ့အတန်ကိုဆက်လက်နားထောင်လိုက်တဲ့အခါမှာအလူပရင်ကြီးနဲ့မိဖုရားကြီးတို့ဒူဒူဒိတ်ဒိတ်ပြောနေကြတဲ့စကားအတန်တွေပါလားလို့ဆိုကဆက်လက်နားထောင်နေလိုက်တော့တာပေါ့ငါတို့မှာသမီးတော်တစ်ပါးတည်းပဲရှိတာနန်းညွတ်နန်းလျာလူနီပြီမိဖုရားကြီးရေလို့ဘရင်ကြီးကပြောလိုက်တော့မိဖုရားကြီးက ။"အိုတော်သမီးကိုယောက်ျားပေးစားလိုက်ပေါ့"လို့ပြန်ပြောလိုက်တယ်တဲ့။ဒီလိုနဲ့ဘရင်ကြီးကတနန်းတော်လုံးမှာဒွေသမီးနဲ့တူရာတန်တာမရှိလို့ခက်နေတာပေါ့လို့မိဖုရားကြီးကိုပြန်ပြောလိုက်တာပေါ့။ဒါဆိုလေတခြားတိုင်းပြည်ကမင်းသားတစ်ပါးပါးနဲ့ပေးစားမယ်ဆိုရင်ရောလို့မိဖုရားကြီးကမိလိုက်ပြန်နေတဲ့ ိုကွာငါတပီးတော်ကိုတီလာတရားရှိတာပြီးပညာရှိတဲ့ပုဂ္ဂိုလ်တယောက်နဲ့မှပေးစားချင်တာကွာလို့ဘင်းကြီးကပြောလိုက်တဲ့အခါမှာမိဖုရားကြီးကရှင်ဟာကခက်ခက်ခဲခဲရှားလာပါတယ်လို့ပြန်ပြောလိုက်တယ် မခတ်ပါဘူးမိဖုရားကြီးရဲ့ဟိုမြစ်တစ်ဖက်ကန်တောဆက်မှာတရားကျင့်ကြံနေကြတဲ့သူတော်စင်ရတိတပါးတပါးကိုလူထွက်ခိုင်းပြီးသမီးတော်နဲ့ပေးစားလိုက်မယ်ဒီလိုဆိုမနှက်ပြန်ဝင်းကြီးတွေကိုအဲ့ဒီမြစ်ကန်အနီးတောဆက်မှာတွားရောက်စုဆန်းခါလိုက်ရင်မကောင်းလေဘူးလားလို့ဘုရင်ကြီးကပြောလိုက်တဲ့စကားတွေကိုချောင်းမြောင်းနားထောင်နေတဲ့တကူကြီးကတဲတဲကွယ်ကွယ်တက်ပြက်တတကြားသွားတော့တာပေါ့အဲ့ဒီနောက်တကူကြီးမှာ อืมငါအခုလိုကိုဝတ်နေတာ အန်နီရီများလာတယ်ဒီတော့ငါဘရင်ဖြစ်အောင်မင်းသမီးလေးကိုရအောင်ယူမလို့ဆိုက ခိုးမဲ့အစည်းအဝေးကိုဖျက်ပြီးနန်းတော်ရဲကနေတကူးကြီးကပျော်ရွှင်စာနဲ့ပင် ထွက်လာခဲ့တော့တာပေါ့ ဒီလိုနဲ့လွန်စွာမအရေးကောင်းပြီးလွန်စွာမလည်းတိတ်ဆိတ်လာတဲ့မြေကန်အနီတော်ဆက်မှာသူတော်စင်သူတော်ကောင်းတို့တရားအားထုတ်နေကြတဲ့တော်ဆက်ကိုဒီနေ့ထူးထူးခြားခြားယတိတပါးရောက်လာပြီးတရားအားထုတ်နေလေတော့တာတယ်။အဲ့ဒီယတိဟာတခြားသူမဟုတ်တကူးကြီးပင်ဖြစ်လေတော့တာပေါ့။သူတကိုးကြီးကအကြံစီတစ်ခုနဲ့တရားလာရောက်အားထုတ်ခြင်းဟန်ဆောင်နေခြင်းကတော့ပြောဖို့မလိုတော့ပါဘူး။ မကြာခင်မှာနန်းတော်ကဝင်းကြီးတွေဟာသူတို့စင်သူတို့ကောင်းတို့တရားအားထုတ်နေတဲ့တောဆက်ကို ရောက်လာကြလို့အရှင်ရသည်ဘီရင်ကြီးရဲ့ဆန္ဒတော်မူတဲ့အရှိတဲ့အတိုင်းသမီးတော်ကိုလက်ခံသိမ့်ပိုက်တော်မူပါလို့ဆိုက ဝင်းကြီးတစ်ပါးကယတိတစ်ပါးကိုရှောက်ထားလေတော့တာပေါ့။အိုးတကားတို့ဒီစကားဒီကငါတို့သူတော်စင်တို့နဲ့မအပ်ဆက်ပါတကားလို့ပြန်မိတ်လိုက်ရာဝင်းကြီးတို့ကလည်းနောက်ထပ်ယတိတစ်ပါးခြံကိုရှောက်လိုက်တဲ့အခါမှာ တကားတို့အဘေသူတို့ဆင်ရသည်ယဟန်တို့ကမှတင်းတို့ရဲ့စကားကိုလက်ခံမင်မဟုတ်တင်းတို့လာရလန်းကိုပြန်လိုက်ကြပါတော့လို့ယေတိတွေကမိန်တော်မူတဲ့အခါမှာဝိညာဉ်တွေကလက်မလျှော့ကြသေးပဲတရားအထုတ်နေကြတဲ့ယေတိတွေကိုတပားချင်းဆန္ဒကြောင်းခံလျှောက်ထားတဲ့အခါမှာ နောက်ဆုံးယေတိဟန်ဆောင်နေတဲ့တခိုးကြီးထံကိုဝိညာဉ်တွေ ရောက်သွားတဲ့အခါမှာ ဘရင်ကြီးရဲ့နန်းညွန်နန်းလျာအတွက်တမီးတော်ကိုလက်ခံတော်မူပါလို့ဝိညာဉ်တွေကရေတေဟန်ဆောင်နေတဲ့တခိုးကြီးကိုရှောက်ထားတဲ့အခါမှာတခိုးကြီးကတစုံတရာ ပြန်မပြောဘဲတိတ်ဆိတ်နေလိုက်တော့တယ်တဲ့တခိုးကြီးရဲ့စိတ်ထဲမှာတော့လွန်စွာမှဝမ်းသာလို့နေတော့တာပေါ့ပြိုးဝင်းမင်းဘာမှလည်းပြန်မပြောပါလားလို့ဆိုကဝင်းစိန်ကပြောလိုက်ရာဝင်းညီက ။အိုဗျာယတိဆိုတာအပြောရခက်လို့စိတ်စိတ်နေတာပဲ။ဒါလက်ခံတဲ့သဘောပဲဗျာလို့ပြောပြောလိုက်တာပေါ့။အဲ့ဒီနောက်မှာဝင်းကြီးတို့ကလည်းလွန်စွာမှဝမ်းမြောက်ဝမ်းသာစွာနဲ့ရွှေနန်းတို့ကြီးကိုပြန်လာခဲ့ကြတော့တာပေါ့။ဒီလိုနဲ့ဝင်းကြီးတွေဟာရွှေနန်းတော်ကိုရောက်လာတဲ့အခါမှာရှင်ဘီရင်ကြီးအားဝင်းကြီးတွေကတင်လျော်သောရေတိတ်တပားကိုတွေ့ခဲ့ရကြောင်းပါဗျာလို့ရှောက်ထားကြကုန်တော့တာပေါ့ အိမ်ဒါဖြင့်မနှက်ပြန်ဆင်ပြူတော်နှင့်ငါယတိသမတ်တော်ကိုအမြန်ပစ်ဆောင်ကြဆို ဝင်းမီးများလို့မိန့်တော်မူလိုက်တဲ့အခါမှာတခိုးယတိကြီးဟာတရားထိုင်နေရင်မင်းသမီးလေးနဲ့ဥယျာဉ်တော်ထဲမှာပြေးလွှာဆော့ကစားနေပုံကိုစိတ်ကူးရင်လို့နေတော့တယ်။တခိုးကြီးယတိဟာ စိတ်ကူးရင်အိမ်မက်ကနေနိုးလာတဲ့အခါမှာ အလူရှင်ပြင်းမင်းကြီးကိုယ်တိုင်ခံခံနာနာကြွလာပြီးငါ့ကိုလာခေါ်တာပါလားဖះဖះလို့ဆိုကတခဏတည်းမှာတကူကြီးဟာအတိတ္တိတရားများ ဝင်ရောက်လာခဲ့တော့တာလေ။အိုးငါ့လိုအတုအယံကိုယ်တော်မင်းကြီးကိုယ်တိုင်ဒီလောက်လေးစားနေရင်ငါသာတကယ်သူတော်စင်ယတိအစ်စ်ဖြစ်တယ်ဆိုရင်တကြိုင်ပြည်လုံးငါ့ကိုဘလောက်ကြည်ညိုလိုက်မလဲ။အတုအတုအစ်စ်အစင် อืมငါကငါစိတ်ကိုလဲစားရုံမကအားလုံးကိုလိန်ညာမိလီပြီအခုငါဒီကမင်းသမီးနေလဲလဲမထိုက်တန်တိုင်းမီနေလဲမထိုင်တကယ်တော့ငါငါငါဟာရုပ်မာပေစွာရှက်ဖို့ကောင်းလိုက်တာလို့တခိုးကြီးတွေးတော့နေတဲ့အချိန်မှာဘယင်ကြီးနဲ့ရောက်လာကြတော့တာပေါ့ အဲ့ဒီအခါမှာဘုရင်ကြီးက"အိုးအရှင်ယသိတမိတော်အားကျွန်ုပ်ဆောင်နှင်းခဲ့ပါပြီ။လက်ခံတော်မူပါ"လို့ဘုရင်ကြီးက မိန့်တော်မူလိုက်တာပေါ့။အသင်မင်းတရားကြီးအကျွန်ုပ်ကတကနာတွင်ချက်ချင်းအတိတ္တိတရားရလိမ့်ပြီ။အခုသင်ဤဆန္ဒကိုတကယ်ပင်ညှင်းဆန်ရလိတော်မည်။တကယ်တော့အကျွန်ုပ်ဒီကယတိသူတော်စင်မဟုတ်ပါ။တကူတယောက်သားလင်းအမှန်စစ်စစ်ဖြစ်လေ၏ နန်းတော်ရင်းတို့ဝင်ရောက်ခိုးစဉ်မင်းကြီးနဲ့မိဖုရားကြီးတို့ရဲ့စကားကိုကြားတော်မူပြီးတမိတော်ကိုလူကျင်စောနဲ့အခုလိုဟန်ဆောင်ရသည့်အတူပြုမိရခြင်းဖြစ်လေတယ်။ကျွန်ုပ်ဒီကမနေ့ကအတူဖြစ်တော်လဲဒီနေ့အဖို့အစ်စ်ဖြစ်လေပြီတကား။တရားနဲ့သာပျော်မွေ့လျော်ပါတော့မယ်လူဆိုကတခိုးကြီးဘွားကနေသူတို့အစဉ်ရသည့်ဘွားဖြစ်သွားပြီလူဆိုလိုက်တော့တာပေါ့။ အဲ့ဒီအခါမှာဘယင်ကြီးမှာလွန်စွာမှအံ့ဩသွားပြီးဘယင်ကြီးကိုယ်တိုင်းမင်းတရားသဘောကိုသဘောပေါက်သွားတာနဲ့သာဓုသာဓုသာဓုလို့ခေါ်လိုက်လီတော့တာပေါ့ဒီလိုသာဓုသုံးခြင်းအမှုမောဒနာ ပြုပြီးတဲ့နောက်မှာဘယင်ကြီးနဲ့သမီးတော်တို့ဟာငန်းတော်ကိုပြန်ကြွသွားတော့တာပေါ့ တကိုကြီးလဲအဲ့ဒီမြေကားစားလို့အတူကနေအစ်စ်ကိုကုပြောင်းက သူတော်စင်ယတိမြေဘဝနဲ့တရားနဲ့တောင်မွေလျော်သွားနေတော့တဲ့ဒီလိုနဲ့အကျင့်ဒီလမြတ်တမကျင့်ကြံဒီတာလို့ဆိုကဒီပုံမြင်လေးကို38ဖျားမင်္ဂလာပုံမြင်လေးကကောင်းနှုတ်ပြီးပြပြလေးချင်းဖြစ်ပါတယ် ကဲပုံမြင်လေးကတော့ဒါပါပဲเนาะ story wall ပြည့်တဲ့ဒီလဲအခုပုံမြင်လေးကိုနားဆင်ပြီးအသိပညာတခုခုရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လဲပုံမြင်နေဝိတုတွေစောင်းမားတွေနဲ့ရာဇဝင်တွေကိုနားထောင်ခြင်းနဲ့ဆိုရင် channel လေးကို like and subscribe လုပ်ဖို့မမေ့ကြပါနဲ့เนาะ